မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခန်းဒီမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဆက်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးတော့စစ်တပ်ဘက်က22ဦးသေဆုံးက၃ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဘာမာလ22ရက်နေ့ညနေ၄နာရီကမှခန်းဒီမြို့နယ်ချောင်းတုံးကဘက်ကိုစစ်ကြောင်းထုံးလာတဲ့အင်အား30ခန့်ပါတဲ့အကြမ်းဆက်တပ်စစ်ကြောင်းနဲ့နာဂပြည်သူ့ကာကွယ်တပ်ဖွဲ့ MPDF ခန်းနေပြည်သူ့ကာကွယ်တပ်ဖွဲ့တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ထိတွေ့တိုက်ပွဲဟာနှစ်နာရီကျော်ကြာမြင့်ခဲ့ပြီးတော့ညနေ၄နာရီဝန်းကျင်ကမှစတင်က6နာရီ15မိနစ်ခန့်မှပြီးဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးတော့ရှေ့ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဗဒူးမုံစိတ်ကန်းကနေခန်းဒီမြို့ကိုည9နာရီဝန်းကျင်ကမှပို့ဆောင်ပြီးတော့လမ်းမှာ2ဦးသေဆုံးခဲ့ပြီးကျန်တဲ့6ဦးဟာ နိုဝင်ဘာလ23ရက်နေ့မှာစေးရုံမှာကုသမှုခံယူနေတဲ့အချိန်ထပ်မံတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းမဲ့ဆက်ကောင်စီတပ်သား3ကိုလည်း MA1 တနက်နှက်လက်နဲ့ MA2 တနက်တက်လက်တို့နဲ့အတူအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ24ရက်နေ့မနက်ပိုင်းမှာလည်းထောင်းတော့ကဘက်ကိုထပ်မံတက်လာတဲ့စစ်ကြောင်းကိုနာဂပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ခန်းဒီပြည်သူ့ကာကွယ်တပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား9ဦးပွဲချင်းပြီးတေဆုံးက ခွနဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိခိုက်ဒဏ်ရာရရှိခဲ့တယ်အကြမ်းစစ်ကောင်စီတပ်သားခွနဦးကိုနက်စလင်းချောင်းကနက်ခမာချောင်းကိုပို့ဆောင်ခဲ့ပြီးတော့နက်ခမာချောင်းစုံကနေတစ်ဆင့်ခန်းဒီမျိုးကိုမွန်းလွဲနှစ်နာရီဝန်းကျင်ကမှပို့ဆောင်တဲ့အချိန်လမ်းမှာ၄ဦးထပ်မံတိတ်ဆုံးသွားတယ်လို့သိရပါတယ်24ရက်နေ့ကတနေကုန်တိုက်ပွဲဖြစ်တာမနက်9:00နာရီလောက်ကစပြီးတော့စစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့စထုတယ်တနေကုန်နီးပါးကြာခဲ့ပြီးတော့ညနေ4:00နာရီကျော်မှတိုက်ပွဲကပြီးတယ်ဖမ်းမိထားတဲ့သူတွေကိုစစ်တုံးမှန်းကျွတ်ဝင်တဲ့အညီကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားပါတယ် ျွန်တော်တို့ MPDF အနေနဲ့တိုက်ပွဲတွေဇက်တိုက်ဖော်ဆောင်နေတာတွေရှိပါတယ်ရှစ်လျှောက်လဲအကောင်းဆုံးလှုပ်ဆောင်သွားဖို့ပြင်ဆင်နေပါတယ်ကျွန်တော်တို့တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာကုန်ကျစရိတ်တွေများပါတယ်လိုအပ်ချက်တွေများတာတွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကန်ဆမ်းမဲ့အစီအစဉ်တွေလှုပ်ဆောင်နေပါတယ်ပါဝင်ပေးကြဖို့လိုအပ်ချက်တွေကိုဖြည့်ဆည်းကူညီထောက်ပံ့ပေးကြဖို့တိုက်တွန်းချင်ပါတယ်လို့ခန်းနီးပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်နဲ့အုတ်ဖုံမြို့နယ်အဆက်မှာရဲတပ်ကြက်ကြီးစန်းနိုင်ရဲ့အမိန့်နဲ့ PDF တပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့ပြူစောတိဇော်ဝင်းနိုင်ကိုပြစ်ခတ်တိုက်ခတ်ရာပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗမာလ26ရက်နေ့မှာဂျိုးပင်ကောင်းမြို့နယ်နဲ့အုတ်ဖုံမြို့ကရဲတပ်ကြက်ကြီးစန်းနိုင်ရဲ့အမိန့်နဲ့ PDF တပ်ဖွဲ့များရဲ့လှုပ်ရှားမှုများကိုစုံစမ်းထောက်လန်းနေတဲ့ပြူစောတိဇော်ဝင်းနိုင်ခေါ်ကလားကိုတော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးထားတဲ့အချိန် နိုဗ ెంబ ာလ30ရက်နေ့မှာပြူစောတိဇော်ဝဲနိုင်ဟာတော်လိုင်းတပ်ဖွဲ့များကိုခုခံပြီးတော့ထွက်ပြေးသွားတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်တပ်တောက်တိုင်များနဲ့အဝေးဆုံးမှာနေထိုင်ကြရန်နဲ့တာယာဝတီခရိုင်အမှတ်တ1တိုင်ရင်တက်ခွဲ9ကတော်လိုင်းရဲဘော်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်တပ်တောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့တာယာဝတီခရိုင်အမှတ်တ1တိုင်ရင်တက်ခွဲ9ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကောင်စီနယ်မြေတက္ကိနသီရိမြို့နယ်တန်တမန်စုံရွှေပြည်တော်ဝင်လမ်းနဲ့ဒဇင်လမ်းလမ်းစုံတို့မှာ ရဲအုပ်အဆင့်ရှိတဲ့ဒူတွေလိုက်ပါလာတဲ့ကားနဲ့အိမ်စည်းကားတို့တိုက်မိပြီးတော့ရဲအုပ်တအုပ်သေးဆုံးက14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ၂ရက်နေမှာရွှေပြည်တော်ဝင်လမ်းအတိုင်းမောင်းနှင်လာတဲ့ရဲအုပ်18ဦးလိုက်ပါလာတဲ့ဖွန်တောင်အမျိုးအစားအပြရောင်ကားနဲ့ဒဇင်လမ်းအတိုင်းအသက်22နှစ်အရွယ်အမျိုးသမီးငယ်တအုပ်မောင်းနှင်လာတဲ့ Toyota Crown ကားတို့ဟာလမ်းစုံအရောက်မှာတိုက်မိခဲ့တယ်လို့သိရပါတယ်သူဦးတယ်ငါဦးတယ်ဆိုပြီးတော့လမ်းစုံကိုဇွတ်ဖြတ်ကြလို့တိုက်မိတာနေမယ်ဘယ်သူမှန်လဲမလဲတော့မသိရဘူး ရဲကားပေါ်မှာကဓမွင့်နဲ့နှစ်ပွဲအရာရှိတွေကြီးတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ရင်းတိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာရဲကားကလမ်းပေါ်ကိုတိမ့်မောက်သွားပြီးတော့အိမ်စည်းကားကတော့လမ်းဘေးမြောင်းထဲကိုထိုးကျသွားတယ်လို့ဆိုပါတယ်။ရင်းတိုက်မှုကြောင့်ကားပေါ်မှာပါလာတဲ့ရဲအုပ်ရဝေထွန်းဟာစေးရုံအရောက်မှာတိတ်ဆုံးခဲ့ပြီးတော့နောက်ထပ်ရဲအုပ်12ဦးနဲ့ရဲတပ်သား3ဦးတို့ဟာဒဏ်ရာရရှိခဲ့တယ်လို့နေပြည်တော်ရဲအတိုင်းဝိုင်းနဲ့နှိဆက်သူတွေကပြောပါတယ်။အကုန်လုံးရဲအုပ်တွေကြီးပဲဒူရဲအုပ်တောင်မပါဘူး။ CID မှုခင်းရဲတပ်ဖွဲ့ဌာနချုပ်မှာတင်နေတက်နေတဲ့ဒူတွေလေးလို့သူကပြောပါတယ်။ အဲ့ဒီရဲအုပ်တွေဟာနေပြည်တော်ရဲချုပ်ရုံးနဲ့ကက်လျက်ရှိတယ် CID ရုံးမှာတင်တန်းတက်ရောက်နေသူတွေဖြစ်ပြီးတော့နေပြည်တော်အတွင်ကွင်းစင်းလိလာရင်းနဲ့သွားတဲ့အချိန်အခုလိုရင်းတိုက်မှုဖြစ်ပြီးတော့ကားတိမ်းမောက်သွားတာလို့သိရပါတယ်အိမ်စည်းကားဘက်ကရင်းမောင်းအမျိုးသမီးဟာလည်းဒဏ်ရာရရှိကထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ဒေသခံပရဟိတတွေနဲ့ရဲမိသက်တွေကဂရင်တထောင်ဆေးရုံကိုပို့ဆောင်ပြီးတော့ကုသပေးနေရတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်နဲ့ဖလန်းမျိုးသိန်းတိုက်ပွဲများအတွင်းမှာအကြမ်းဖက်ဆစ်စခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်တပ်ကလေရင်နဲ့အပြင်းထန်ခုခံနေတဲ့အတွက်တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးတော့ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မျိုးနဲ့ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဖလန်းမျိုးတို့ကိုချင်းညီနောင်တပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းတချို့ကိုသိမ်းပိုက်ထားနိုင်တော်လဲအကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူများနဲ့အပြင်းထန်ခုခံနေတဲ့အတွက်ကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်ထိစစ်ရေးဖော်ဆောင်နေဆဲမှာတိုက်ပွဲကပြင်းထန်နေဆဲမို့လို့တရားဝင်သတင်းထုတ်ပြန်မှုအစီအစဉ်မရှိသေးပါဘူးလို့ချင်းကြီးနောက်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတို့ကပြောပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးသူတွေများပြားပြီးတော့ အရှင်ဖမ်းဆီးရမိသူတွေလည်းရှိကလက်နဲ့ခဲရမ်းများကိုလည်းတင်းစီရရှိထားတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးအဆောက်အဦများလည်းပျက်စီးမှုရှိကမြို့ပေါ်နေပြည်သူများဟာလည်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အဲ့ဒီမြို့သိမ်းတိုက်ပွဲကိုချင်းညီနောင်အဖွဲ့ဝင်များဖြစ်တဲ့ချင်းအမျိုးသားကာကွယ်ရေးတပ် CNO CNDF CDF မင်းတပ် CDF ကမ်ပလာ PDF ဇိုလန် CDF မတူပီတမဟာတက် MDF မာရာကာကွယ်ရေးတပ်တို့အပြင်ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA GZA တပ်ဖွဲ့တို့ကလည်းပါဝင်ပြီးတော့တိုက်ခိုက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့ပေါ်မှာရှိတဲ့လဝကရုံမာတာဝန်ထမ်းဆောင်နေရင်းနဲ့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလ3ရက်နေ့မှာပလဲမြို့ပေါ်မှာရှိတဲ့လဝကရုံမာတာဝန်ထမ်းဆောင်ရင်းနဲ့ထွက်ပြေးလာတဲ့မကွေးမြို့နယ်ကပ္ပစ89တပ်ရင်းကတပ်သားမုံမင်းအောင်ကိုချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ CDF ကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားကိုလက်ရှိအချိန်မှာစာလင်ကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖထံကိုလွှဲပြောင်းအပ်နှံလိုက်ပြီးတော့စစ်ဆေးမေးမြန်းမှုများကိုပြုလုပ်ကအရေး ူမှုများကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးဝင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့စစ်တပ်ကတော့ဘိုလောင်ကျောင်းဆင်းပွဲကိုအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်လှုပ်ဝက်ပြီးတော့လာရောက်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုဒီဇင်ဘာလပထမပတ်အတွင်းမှာကျင်းပမယ်ဘိုလောင်းတင်တန်းဆင်းပွဲကိုဒီဇင်ဘာလ၄ရက်နေ့မှာစစ်တပ်ကတော် DSC မှာတင်တန်းဆင်းမှာဖြစ်ပြီးတော့ဒီဇင်ဘာလ၆ရက်နေ့မှာတပ်မတော်နီးပညာတပ်ကတော် DSTA မှာတင်တန်းဆင်းမှာဖြစ်တယ်လို့ကန္နာဦးသိရှိထားရတော့လေအကြမ်းဖက်စစ်ကောင်းဆောင်လာရောက်မဲ့ရက်ကိုတော့အတိအကျညွှန်ကြားထားခြင်းမရှိဘဲရက်လွဲကလျှို့ဝှက်ထားတယ်လို့သိရပါတယ်စေရနေလာမယ်လို့တော့တည်ထားတယ်မြို့ထဲမှာတော့လှည့်ကင်းနေတင့်ကားတွေနဲ့အင်အားတွေပြနေကြတယ်ရက်အတိကြတော့တေချာမသိဘူးလို့ပြင်းလွယ်မြို့ကအမျိုးသမီးတူကပြောပါတယ်ဒါအပြင်၎င်းရဲ့လုံခြုံရေးကိုစစ်စင်ရေးအထူးဖွဲ င်မှုကစားထမှုနဲ့မန္တလေးတိုင်းမှုတို့ကပါလုံခြုံရေးတာဝန်ယူပေးထားရကြောင်းတပ်တွင်းသတင်းရင်းမြစ်ထံကသိရှိရပါတယ်ပြည်ဦးလွင်တပ်နယ်ကိုစစ်ကောင်းဆောင်လာမဲ့အတွက်နိုဝင်ဘာလ30ရက်နေ့ကလေးကပင်မန္တလေးတိုင်းမှုနဲ့အရာရှိများကကြိုတင်ရောက်ရှိနေပြီးတော့လုံခြုံရေးယူပြီးတော့လက်ပတ်ကြည့်ရှုနေမှုများကိုပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်လက်ရှိမှာပြည်ဦးလွင်မြို့မှာရေဒီယိုလိုင်းနှောက်ဆက်ဆက်ဂျမ်းမာများကိုတပ်ဆင်စမ်းသပ်နေမှုကြောင့်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်လို့ဒေသခံများစီကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်အာဏာသိမ်းတဲ့သုံးနှစ်ကျော်ကာလအတွင်းမှာလူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်ဝေဖန်ပြီးတော့လူလူလှုပ်ရှားမှုများနဲ့တော်လှန်ရေးအဖွဲ့အစည်းများကိုထောက်ခံအားပေးနေတဲ့ရေးသားမှုများပြောဆိုဆက်သွယ်မှုများကြောင့်ဖမ်းဆီးခံရသူဥယျာဉ် 1840ဦးရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအရေးတွက်ဟာ2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေ2024ခုနှစ်အောက်တိုဘာလ31ရက်နေ့အထိကောက်ယူထားတဲ့အချက်အလက်များဖြစ်ကြောင်း Data for Myanmar ကဒီဇင်ဘာလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အကြမ်းဆက်တရဲ့ဖမ်းဆီးခံရသူများထဲမှာအာနာရှင်ဟောင်းတန်းရွှေရဲ့သက်မှတ်ဖြစ်သူဒေါက်တာနေဆိုးမောင်ပြည်ကြားရေးဝန်ကြီးဟောင်းဦးရဲထွတ်တို့လိုမျိုး အစိုးရနဲ့စစ်တပ်အတိုင်းဝိုင်းကပုံကူများလဲပါဝင်ပြီးတော့အရတားပြည်သူအများစုဟာအဓိကပါဝင်နေတယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူ1840ဦးထဲမှာ196ဦးကရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းဒေသတွေကဖြစ်ပြီးတော့36ရာခိုင်နှုန်းရှိတဲ့အရေးအတွက်ဟာ အမျိုးသမီးများဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအချက်လက်များဟာပြည်တွင်းပြည်ပကဘူဝါဒချမှတ်သူများအတွက်အထောက်အကူပြုရန်ရည်ရွယ်ကြောင်းလဲ Data for မြန်မာကပြောဆိုထားပါဗျ။2022ခုနှစ်နဲ့2023ခုနှစ်အတွင်းမှာဖမ်းဆီးခံရသူဦးရေဟာတိတိသားသားများပြားလာခဲ့ပြီးတော့2024ခုနှစ်ထဲမှာတော့ ဖမ်းဆီးမှုများရော့ကျလာကြောင်းနဲ့ဩဂတ်လကနေအော်တိုဘာလအတွင်းမြို့နယ်65မြို့နယ်ကအွန်လိုင်းအသုံးပြုသူ149ဦးအဖမ်းခံခဲ့ရတယ်လို့သိရပါတယ်2022ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ်အော်တိုဘာလကုန်အထိမြို့နယ်ပေါင်း223မြို့နယ်မှာဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီးတော့အဲ့ဒီအထဲမှာပဲခူးမြို့နယ်ချမ်းမြတာစီမြို့နယ်မြောက်ကလာပါမြို့နယ်မဟာအောင်မြေမြို့နယ်နဲ့ပြည်မြို့နယ်များကတော့အဖမ်းအစီးများတဲ့မြို့နယ်များဖြစ်တယ်လို့ data for မြန်မာကပြောဆိုထားပါတယ်ဖမ်းဆီးခံရသူအများစုက Facebook ပေါ်မှာရေးသားမျှဝေမှုများကြောင့်ဖန်ဆီးခံရခြင်းဖြစ်ပြီးတော့အခြားသော online platform များဖြစ်တဲ့ TikTok, Telegram Viber များပေါ်မှာလည်းရေးသားများဝေခြင်းကြောင့်အဖမ်းခံခြင်းလည်းပါဝင်တယ်လို့သိရပါတယ်။စစ်ကောင်စီဟာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလူလူလှုပ်ရှားမှုများအတွက်အရေးပါတယ်။လူမှုကွန်ရက်နဲ့ online platform များကိုအကြောင်းမျိုးမျိုးပြပြီးတော့ပိတ်ပင်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။စစ်ကောင်စီကလူမှုကွန်ရက်ကနေတဆင့်လှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ချိန်ချောက်ခြင်းများပြုလုပ်ပါကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကာကြီး၊ရဇသက်ကြီးဥပဒေပုံမှန်124ကာကြီးနဲ့ပုံမှန်905ကာကြီးလုံးနဲ့အရေးယူမှာဖြစ်ပြီးတော့ electronic ဆက်သွယ်ရေး ဥပဒေပုံမှ33ကကြီးနဲ့လေတီစဲဥပဒေများနဲ့အရေးယူမယ်လို့စစ်ကောင်စီကပြည်သူများကိုဆက်လက်ပြီးတော့ချင်းချောက်နေစဲဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ